ားလုံးပဲမင်္ဂလာပါဟုတ်ပြီတချို့ကထီထိုးကျင်တဲ့အတွက်เนาะထီစိုးမိုးတဲ့ခဏန်းလေးတွေပြောပါဒီကာလအတွင်းမှာပေါ့เนาะအဲ့တော့ November လ23ရက်နေ့ကနေပြီးတော့เนาะ November လအဲ30ရက်နေ့အထိကိုကျွန်မတစ်ချက်ပြောလိုက်နေပေါ့เนาะအဲ့တော့ November လ26 3ရက်နေ့26ရက်နေ့အတွင်းမှာစူးမိုးတဲ့ခဏန်းနေရ369ခဏန်းနေစူးမိုးတယ်เนาะ23ရက်နေ့ကနေပြီးတော့26ရက်နေ့အတွင်းမှာ369ခဏန်းနေစူးမိုးတယ်နိုဝင်ဘာလ28ရက်နေ့ကနေပြီးတော့ဒီဇင်ဘာ1ရက်နေ့အတွင်းမှာတော့4ခဏန်း9ခဏန်းနေ1ခဏန်းနေစူးမိုးပါတယ်เนาะနိုဝင်ဘာလ28ရက်နေ့ကနေပြီးတော့ဒီဇင်ဘာလ၄ရက်နေ့အတွင်းမှာတော့၄ခဏန်း၇ခဏန်းနဲ့၁ခဏန်းနေစိုးမိုးပါတယ်เนาะ၂၆ရက်နေ့เนาะည 17နာရီ35မိနစ်ကနေပြီးတော့နိုဝင်ဘာလ28ရက်နေ့နော်ည23နာရီနဲ့36မိနစ်အတွင်းနော်ည12နာရီမတိုင်ခင်ပေါ့နော်ည12နာရီမတိုင်ခင်မှာကျမတို့ဆန်းရှင်နဲ့နော်ဒနာသိတိနဲ့ဆန်းရှင်တဲ့နေ့ဖြစ်တယ်အဲ့နေ့မှာဘာတွေလုပ်နိုင်ကြလဲဆိုတော့ကျမပြောပြမယ်နော်အဲ့နေ့မှာဒီဒနာသိတိပွင့်တဲ့ကာလဖြစ်တဲ့အတွက်ငွေကြေးဆိုင်ရာအစီအစဉ်တွေအစီအရင်တွေလုပ်နိုင်တယ်နော်အဲ့ဒါကျမအမြဲတမ်းပြောရဲလတိုင်းနဲ့ပြောရဲနော်အဲ့ဒီမှာကျမတို့ လုပ်မယ်ဆိုရင်ကြိုတင်ပြီးတော့ရေမူးချိုးခေါင်းလျှော်တီလာယူပေါ့နော်တီလာယူပြီးပြီဆိုလို့ရှိရင်ရေချိုးနေတဲ့အချိန်မှာကျမတို့ဂုံတော်ကွန်ချာကိုသုံးောက်ပူစောမယ် နော်ရေချိုးတဲ့အချိန်ကုန်တော့ကုန်ချောင်းသုံးခါပူစောပဲရေမိုးချိုးနော်ဟိုနတ်သားတွေပါလေလိမ့်နတ်သားလိမ့်ဆိုတာသိပါလေကျမတို့လိုရှင်းလိမ့်နာတို့ဟလာရေမွေးဖြန်းနာတို့ဒါမျိုးကိုနာအနန္တကောင်းအောင်ပေါ့နော်အဲ့ဒါလေးလုပ်ပြီးရင်ဖះရှိခိုးမယ်သီလာယူမယ်မြေတားသုပ်ပူစောမယ်ပြီးရင်ကောင်းခင်ကိုချီပြီးတော့နော်ကျမတို့မဟာဝေဒဗန်မန္တန်တော်ကိုတစ်ခေါက်ပူစောမယ်ပြီးပြီဆိုလို့ရှိရင်ကျမတို့ဂုံတော်ကုန်ချောင်းကိုကိုးကောင်းပူစောမယ်ပေါ့နော်အဲအဲ့ဒါကိုကျမတို့တည်တည်ချာချာလေးအဲ့နေ့အဲ့ဒီကာလအဲ့ဒီအချိန် မတိုင်ခင်29ရက်နေ့ည7:00နာရီမတိုင်ခင်အတွင်းမှာလှုပ်ဆောင်ပါလို့ကျွန်မကတိုက်တွန်းပါတယ်အဲ့ဒါဆိုရင်ငွေကြေးကန်ကောင်းပါတယ်နော်ဒါတော့ငွေကြေးကန်ကောင်းပြီဘို့ပေါ့နော်အဲ့တော့အခုနေ့လိုက်ဆောင်ရံရှောင်းရံတွေကိုကျွန်မပြောပြသွားပါမယ်နိုဝင်ဘာလ24ရက်နေ့ကနေပြီးတော့နော်နိုဝင်ဘာ sorry ဒီဇင်ဘာလ10ရက်နေ့အတွင်းကိုကျွန်မပြောပါမယ်နော် အဲနိုဝင်ဘာလ24ရက်နေ့ကတနင်္လာနေ့ဒါပေမဲ့ညချမ်းတယ်နော်ညချမ်းတဲ့အတွက်တနေ့တာလုံးအချိန်ခါလဲမကောင်းပါဘူးအဲ့တော့ညချမ်းပြီးတော့အချိန်ခါမကောင်းတဲ့အတွက်ကျွန်မကအောင်မြင်စေလိုတဲ့ကိစ္စတွေနော်ကိုယ့်ရဲ့အဲအရေးကြီးတဲ့ကိစ္စတွေကိုအဲ့ဒီမှာမလုပ်စေချင်ပါဘူးနော်တံပွင့်လက်ပွင့်စေတဲ့အရာအုံတွေကတော့အဲ့ဒီမှာမိကိုရောင်၊နက်ပြာရောင်က ရန်ပွင့်လက်ပွင့်စီတဲ့အရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့ကျမတို့အရှိအရက်ပေါ့နော်အရှိအရက်ကဒါရွတ်ပွားပူဇော်ရမယ့်ခါတာကတော့သဘုတ်ဒီသဘုတ်ဒီခါတာနဲ့ပုပ္ပနာ၃ပုပ္ပနာ၃မေတ္တာ၃ယတနာ၃အဲ့တော့ယတနာ၃မေတ္တာ၃ပုပ္ပနာ၃ကိုရွတ်ပါပရိကြီးဆက်သက်တုပ်လုံးပူဇော်နိုင်ငယ်ဆိုပြီးတော့ပူကောင်းပါတယ်နော်ညစ်ချမ်းပါတယ်နော်အဲ့တော့ပရိကြီးဆက်သက်တုပ်လုံးပူဇော်ပါနော် နိုဝင်ဘာလ25ရက်နေ့ကအင်္ဂါနေ့အင်္ဂါနေ့ကကြတော့ဖုံးခံကြီးမားစေတတ်တဲ့မာနတယုတ်နဲ့ညည10နာရီအလွန်မှာတော့သူကပစ္စည်းဥစ္စာတွေကိုပေါ်များစေတတ်တဲ့ဘရုမာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်။အဲ့ဒီနေ့မှာတော့ရှောင်းရံအမှောင်ကာလကတော့ညနေ3နာရီကနေပြီးတော့ညနေ4နာရီနဲ့30အတွင်းအချိန်ခါမကောင်းပါဘူး။အဲ့ဒီကာလကိုရှောင်ပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့လှုပ်ဆောင်နိုင်ပါတယ်နော်။ လက်ကံဖို့လက်ပွင့်စီတဲ့အရာကတော့နော်အဲ့ဒီမှာအဖြူရောင်လိမ္မော်ရောင်ကတော့ကံဖွင့်လက်ပွင့်စီတဲ့အရာဖြစ်ပါတယ်အရက်ညနာနေနေဆိုလို့ရှိရင်တော့မြောက်ရက်ဖြစ်ပါတယ်ရုပ်ပွားပူဇော်ရမယ့်ခါတာကတော့ဂုံတော်ကွန်ချာနဲ့မြတ်တာတုတ်ကိုပူဇော်ပေးပါနဝင်းဆုံးကိုလှူဒါန်းနိုင်ပါတယ်နိုဝင်ဘာလ26ရက်နေ့ကတော့နော်ချင်းမြမြောက်စားခြင်းခံရတတ်တဲ့စတာယုံနဲ့တိုးတက်ကြီးပွားစေတတ်တဲ့မိတာယုံရထားတဲ့မြင့်ဖြစ်ပါတယ်။ ရုပ်နှစ်ခုစလုံးကောင်းပါတယ်ဒါအပြင်အမောင်ကာလာကတော့နေ့7နာရီကနေပြီးတော့နေ့7နာရီနဲ့30အတွင်းအချိန်ခါမကောင်းပါဘူးအဲ့ဒီကာလာကိုရှောင်ပြီးတော့ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုရင်တော့လှုပ်ဆောင်နိုင်ပါတယ်ကံပွင့်လက်ပွင့်စီရဲ့အယောင်ကတော့အစိမ်းအောင်ဖြစ်ပါတယ်ကံပွင့်လက်ပွင့်စီရဲ့အရက်မျက်နှာအနေနဲ့ကတော့အနောက်မြောက်ရဲ့ဖြစ်ပါတယ်ရွှေပွားပူဇော်ရမယ့်ကာလာကတော့မြစ်တာသုံးယတနာသုံးမြစ်တာသုံးခန္ဓာသုံးပုပ္ပနာသုံးပြီးရင်ကျမတို့ နော်ဂုံတော်ကွန်ချာကိုပူဇော်ပါနဝင်းစောလှူဒန်းနိုင်တယ်လို့ပဲ노ထမင်းလှူဒန်းနိုင်ပါလေနိုဝင်ဘာလ28ရက်နေ့နော်ဒါကျွန်တော်တို့ဒနာသိတိရတဲ့နေ့နော်ဒနာသိတိနဲ့ဆန်းရှင်တဲ့နေ့နော်ဒနာသိတိနက်ခတ်နဲ့ဆန်းရှင်တဲ့နေ့ဖြစ်တဲ့အတွက်နိုဝင်ဘာလ28ရက်နေ့ကသူကနော်တက်တေရေပောင်းကိုဖြစ်စေတဲ့တိတိဝိဆာယုတ်နဲ့နော်ည12နာရီအလွန် နော်ည12နာရီလောမှာတော့ပျက်စီးဆုံးရှုံးခြင်းကိုဖြစ်စေတဲ့ဝစီရရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်။ဒါကြောင့်ကျွန်မပြောတာ12နာရီမလွန်စေနဲ့ဆိုတာနော်။ည12နာရီနောက်ပိုင်းမှာပျက်စီးဆုံးရှုံးစေတတ်တဲ့ရုပ်ရထားတယ်နော်။အဲ့တော့ဒွေမာလာ28ရက်နေ့မှာဒနာတိတိနက်ခတ်နဲ့ဆန်းရှင်နဲ့ကာလာကမှာပဲကျွန်မတို့ကဒီဒနာတိတိအစီရင်ကိုလုပ်လို့ရတယ်နော်။12နာရီခိုးဘက်မှာလုံးဝမရပါဘူးနော်။တချို့ကပြောတယ်အာဘယ်အချိန်လုပ်လို့မဟုတ်ဘူး노မဟုတ်ဘူးအချိန်အခါဆိုတာရှိတယ်နော်။အဲ့တော့အချိန်အခါကိုကျွန်မတို့က live ပြီးတော့လုပ်ရတယ်နော်။ဟိုပြောမယ်ဆိုလို့ရှိရင်တော့နော် ကောင်းတဲ့ကိစ္စအတွက်အချိန်ခါမလိုဘူးဆိုတာမဟုတ်ဘူးမှားပါတယ်နော်ဥမာဖခင်တို့လှဟိုပစ္စည်းကဗုဒ္ဓတို့ယဟန္တာတို့သူတော်စင်သူတော်မြတ်တွေအတွက်ကတော့တို့လုတ်တမြကိစ္စတိုင်းဟာအချိန်ခါကောင်းကြာရောက်တယ်နော်ကျမတို့လိုပုထုရှင်လူသားတွေအတွက်ကတော့အချိန်အခါကောင်းကိုရွေးပြီးတော့လုတ်ဖို့လိုပါတယ်နော်အဲဒါကြောင့်အချိန်ခါကောင်းကိုရွေးပြီးတော့လုတ်မှသာလေကိုဖြစ်ချင်တဲ့နော်ကိုလိုချင်တဲ့ ကိစ္စအောင်မြင်ပါပဲเนาะအချိန်ခါမရွေးပဲနဲ့ဟာကောင်းတာပဲကောင်းတာလုပ်တာပဲအချိန်ခါမလိုပါဘူးဆိုတာလုံးဝမှားပါတယ်เนาะအဲ့ဒါဟိုပြောမယ်ဆိုလို့ရှင်တော့အဲ့ဒါနည်းနည်းလွဲနေတယ်လို့ကျွန်မအနေနဲ့ယူဆပါတယ်အဲ့တော့29ရက်နေ့ကဒနာသိတိနဲ့ဆန်းရှင်နက်ခတ်နေ့ဖြစ်တဲ့အတွက်နော်ည7:00မလွန်အောင်ည7:00မလွန်ခင်မှာပြောထားတဲ့ရေရအစီရင်ကိုလုပ်ပါ နော်အမောင်ကာလာကတော့နော်အမောင်ကာလာရှိပါတယ်အမောင်ကာလာကတော့မနက်10:52မိနစ်ကနေပြီးတော့နေ့တနာရီနဲ့16မိနစ်အတွင်းအမောင်ကာလာဖြစ်တယ်လို့နော်နေ့တနာရီ30ကနေပြီးတော့ညနေ3:00အတွင်းကလည်းအမောင်ကာလာဖြစ်ပါတယ်အဲ့ဒီအမောင်ကာလာကိုတော့ရှောင်လိုက်ပါနော်အမောင်ကာလာကိုရှောင်ပြီးတော့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်လို့ရပါတယ်ဒါအပြင်ကျမတို့ဒနာသိတိနဲ့စမ်းရှင်နဲ့နေဖြစ်တဲ့အတွက်ငွေကြေးဆိုင်ရာအစီအရင်ကိုလုပ်ပါ နော်လက်ပွင့်တံပွင့်စေတဲ့အရာကတော့အဖြူရောင်နဲ့ယောဂီရောင်ဖြစ်ပါတယ်အယက်နနာအနေနဲ့ကတော့မြောက်ရက်ဖြစ်ပါတယ်ရွပွားပူဇော်ရမယ့်ခါတာကတော့ဂုံတော်ကွန်ချာနဲ့မဟာဝေဒဗံမန္တန်တော်ဖြစ်ပါတယ်နော်လူတန်းမယ်ဆိုရင်တော့နဝင်းစုံကိုလူတန်းနိုင်ပါတယ်နဝင်းဆုံးကတော့เนาะကျွန်မပြောချင်တာ2025နှစ်ကုန်ထိနဝင်းဆုံးပဲလှူဒန်းရပါမယ်เนาะ2025အတွက်နဝင်းဆုံးကအထီရောက်ဆုံးရည်ရပါမယ်เนาะနိုဝင်ဘာလ28ရက်နေ့เนาะနိုဝင်ဘာလ28ရက်နေ့ကတော့ ဖုံးကန်ကြီးမားစေတဲ့တောမြရုပ်နဲ့ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတဲ့ဓွားချရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်။အဲဒါကြောင့်ရှောင်းရံအမောင်ကာလကတော့မနက်9:00နာရီနဲ့7:00မိနစ်ကနေပြီးတော့နေ့7:00နာရီအတွင်းအချိန်ခါမကောင်းပါဘူး။ကံပွင့်လက်ပွင့်စေတဲ့အရောင်ကတော့ငွေရောင်နီကယ်ရောင်အဖြူရောင်ပဲဖြစ်ပါတယ်။အရင်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အရှိရဖြစ်ပါတယ်။ရွပွားပူဇော်ရမယ့်ခါတာကတော့မင်္ဂလာတော့ ယတနာသုတ်မေတ္တာသုတ်ခန္ဓာသုတ်ပုပ္ပနာသုတ်ဖြစ်ပါလေနော်လှူဒန်းမယ်ဆိုရင်တော့နဝင်းစွန်းလှူဒန်းနိုင်ပါတယ်နဝင်းမာလာ29ရက်နေ့စနေနေ့ကတော့ရက်ချမ်းပါတယ်နော်လူတွေကိုထိခိုက်သိဆုံးစေတတ်တဲ့ကာလဒါနာယုံရထားတဲ့နေ့ဖြစ်ပြီးတော့ဒုက္ခဆင်းရဲတွေကို ဖြစ်စေတတ်တဲ့ဒုမယုံရထားတဲ့နေ့ဖြစ်ပါတယ်နေ့ချမ်းပါတယ်နော်အဲ့တော့ရှောင်းရံအမောင်ကာလကတော့မနက်3:00 3:00နာရီ3:00 3:00 မိနစ်တစ်စက္ကန့်ကနေပြီးတော့ည7:00နာရီ12မိနစ်အတွင်းအမောင်ကာလဖြစ်ပါတယ်ဒီယူဆရမယ့်နေ့ဖြစ်ပါတယ်ကံပွင့်လက်ပွင့်စေတဲ့အယောင်ကတော့ယောဂီယောင်အဖြူယောင်ပဲဖြစ်ပါတယ်အရက်မျက်နှာကတော့အရှိမရောက်ရက်ဖြစ်ပါတယ်ရုပ်ပွားပူဇော်ရမယ့်ခါတာကတော့ပရိတ်ကြီး7တုပ်ဖြစ်ပါတယ်ဘုံတော်ကွန်ချာကိုပူဇော်နိုင်ပါတယ်။နဝင်းစွန်းကတ်လူပူဇော်နိုင်ပါတယ်။နိုဝင်ဘာလ30ရက်နေ့ကတော့အเจ้าအိမ်တိုက်တာတွေကိုဖြစ်ပေါ်စေတဲ့သုတိယယုံနဲ့ ကြီးပွားတိုးတက်စေတဲ့အဝေးပုမာနာယူရထားတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလာကတော့ညနေ၄နာရီ၃၀ကနေပြီးတော့ညနေ၆နာရီအတွင်းအချိန်အခါမကောင်းပါဘူး။ကံပွင့်လက်ပွင့်စေတဲ့အရောင်ကတော့အချူရောင်ပဲဖြစ်ပါတယ်။အနောင်မြောက်ရက်ဖြစ်ပါတယ်။ရုပ်ပွားပူဇော်ရမယ့်ခါတာကတော့ဂုံတော်ကွန်ချာနဲ့ပုပ်ကနာတုပ်ဖြစ်ပါတယ်။ဒီဇမလာတရရက်နေ့ဒီဇမလာတရရက်နေ့ကတော့ဆွေမျိုးတွေတူပွားစေတဲ့မာတင်ကယုတ်နဲ့ ပင်မဆင်းရဲခြင်းကိုဖြစ်စေတတ်တဲ့ရက်ခါတာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက်2နာရီနဲ့9မိနစ်ကနေပြီးတော့ည7နာရီအတွင်းအချိန်ခါမကောင်းပါဘူး။ဒါကြောင့်เนาะဒီကာလတွေမှာတော့ကိုကဂယူဒီဇိုင်းလေးနဲ့เนาะကုသိုလ်စိတ်များများထားပြီးတော့နေထိုင်နိုင်အောင်ကျွန်မကကြူပြီးတော့ကြောပြခြင်းဖြစ်ပါတယ်။ဒီနေ့အဲ့ဒီနေ့ပေါ့နော်အဲ့ဒီနေ့မှာလက်ပွင့်ကန်ပွင့်စေတဲ့အရာကတော့ရွှေရောင်အဖြူရောင်ဖြစ်ပါတယ် အယန္တနာအနေနဲ့ဆိုလို့ရှိရင်တော့အရှိရဖြစ်ပါတယ်ရုပ်ပွားပူဇော်ရမယ့်ခါတာကတော့ယရဏသုံးမေတ္တာသုံးခန္ဓာသုံးနဲ့ပုပ္ပနာသုံးပဲဖြစ်ပါတယ်အခါရဆုံးကတ်မယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုလူတန်းနိုင်ပါတယ်ဒါကတော့ကျမအနေနဲ့နော်ခုနှစ်ရက်သားသမီးအကျိုးကိုမျှော်မှန်းပြီးတော့နော်နေ့လိုက်ဆောင်ရွက်ရှောင်ရွက်နေကိုပြောပြသွားတာဖြစ်ပါတယ်